ထယ်ဝါမှုတွေပျောက်ဆုံးနေတဲ့ Manchester United ရဲ့အိမ်မက်ကဆယ်ယူ Manchester United လို့ဆိုလိုက်တာနဲ့ဘောလုံးအသင်းတသင်းတက်ကိုပိုးတဲ့အတိတ်ပယ်တွေပြည့်နှက်နေတဲ့ရဲဝန်းတစ်ခုလို့ပြောနိုင်ပါတယ် ဟာအားကစားကိုယူသွတ်တယ်ဒါမှမဟုတ်စီလုံးညီညွတ်ချင်းကိုကြိုက်နှစ်သက်တယ်အနိုင်မခံရှုံးမပြေးတတ်တဲ့စိတ်ဓာတ်ကိုခံယူထားတယ်ဆိုရင်တော့အဲ့ဒီအရာတွေအားလုံးကိုတစုတစည်းတည်းနဲ့ Manchester United အသင်းမှာမြင်တွေ့နိုင်ပါတယ်နောက်ပြီးအောင်မြင်ခြင်းရဲ့ရလက်ကြော်ကြားခြင်းရဲ့တင်ဂေတာတွေကိုလည်းအဲ့ဒီရဲဝန်းမှာအားလုံးခံစားရရှိနိုင်ပါတယ်ဒါပေမဲ့အခုပြောခဲ့တာတွေကအရင်က Manchester United ပဲဖြစ်ပါတယ်ဟုတ်ပါတယ်တင်ကြားတာမမားပါဘူးအဲ့ဒါကအရင်က United အသင်းပဲဖြစ်ပါတယ်လက်ရှိအချိန်မှာကျွန်တော်တို့တွေမြင်တွေ့နေရတဲ့ United မှာကြော်ကြားခြင်းကလွဲပြီးဘာမှမမြင်တွေ့နိုင် တော့ပါဘူးနှစ်ပေါင်းများစွာတိဆောက်ထားတဲ့အသင်းရဲ့ခန်းသားထဲဝါမှုတွေကအခုချိန်မှာတော့တမိုင်းမဲ့ကြံခဲ့ပြီးအယောင်တွေမိမ့်မိန်ကပျောက်ဆုံးနေခဲ့ပြီပဲဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကိုကဘာနဲ့ရှင်ပြီးပြောရရင်ကဘာမှာယူနိုက်တက်ကိုမသိတာကဘာလူဦးရေရဲ့လူနည်းစုတတ်တာပဲရှိပါတယ်နီးပြကြီးဆာအလက်ဖာဂူဆန်အသင်းရဲ့တမိုင်းကြောင်းတစ်လျှောက်မှာထင်ရှားခဲ့တဲ့ဘောလုံးမျိုးဆက်တစ်ခုဖြစ်တဲ့ Class of 92အခြားနာမည်ကျော်ဘောလုံးသမားများစွာနဲ့ Super အောင်မြင်မှုတွေကယူနိုက်တက်အသင်းရဲ့အထင်ကြီးရတွေပဲဖြစ်ပါတယ် George Best, Bobby Charlton, Cantona, Gay, Beckham, Postco ရိုနယ်ဒိုရွန်းနီဖာဒီနန်တို့လိုဘောလုံးကျယ်ပွင့်ကဏ္ဍဝင်ကြီးတွေကဘောလုံးသမိုင်းရဲ့မပါမဖြစ်ထည့်သွင်းချီးကျူးရတဲ့ကစားသမားတွေပဲဖြစ်ပြီးတော့ဒီလိုကစားသမားတွေဒီလိုကြီးကျယ်ခမ်းနားမှုတွေက United မှာပဲရှိခဲ့ပါတယ်။နောက်ပြီးကစားသမားတိုင်းရဲ့အိမ်မက်ထဲကအိမ်မက်ကားဆက်ယုံက Old Trafford အရက်ဖြစ်ခဲ့ပြီးတော့ဒီမှာဘောလုံးကစားဖို့အတွက်ကိုအိမ်မက်ထဲမှာရှင်တန်ရင်းနဲ့ ြီးပင်းခဲ့ကြတာလည်းဖြစ်ပါတယ်။လက်ရှိ United မှာက Sir Alex Ferguson အသင်းကနေထွက်ခွာပြီးတဲ့နောက်ပိုင်း Premier League Champions League အပြင် Champions League တစ်စိတ်တွေလည်းဝေးကွာနေတာဟာဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ကြားထဲမှာနီးပြအဆက်ဆက်ပြောင်းလဲခဲ့တော့လဲအမြင့်ဆုံးရယူနိုင်တဲ့စုတစ်စိတ်က Europa League ဖြစ်ခဲ့ပြီးတော့ United အဆင့်အတန်းနဲ့ညီမျှအောင်ကိုအောင်မြင်မှုတွေရယူနိုင်ခြင်းမရှိတော့ပါဘူး။ဒါနဲ့မကသေးပဲပြိုင်ဘက်အသင်းတွေကြားမှာအိုးထွက်ဖို့ဟာရွယ်ကူစွာအနိုင်ယူလို့ရတဲ့တာမန်ဘောလုံးကွင်းအဖြစ်သို့ရောက်ရှိနေပြီးလေးစားမှုတွေကျင်းပခြင်းခံနေရပြီပဲဖြစ်ပါတယ်။ တယ်ပြောရရင်ဒါတွေက United မှာအမွေဆက်ခံကစားခဲ့ကြတဲ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုအသင်းအတွက်ပေးဆက်လူစိတ်နိုင်လူစိတ်တွေရော်ရဲလာခြင်းရဲ့ရလဒ်တွေပဲဖြစ်ပါတယ်ဒီဘက်ခေတ်ရဲ့ကစားသမားတွေအများစုက United ရဲ့ကြော်ကြားမှုအပေါ်မှာနောက်ကျောကန်ကနာမည်ကြီးဖို့နဲ့ပတ်ဆက်ရှာဖို့ပဲပုံမစိတ်ဝင်စားနေကြပြီးတော့ Queen ကရလဒ်တွေအပေါ်မှာအလီမပေးကြတော့တာလည်းဖြစ်ပါတယ်နောက်ပြီးအသင်းရဲ့ကြီးမားတဲ့ပုံရိပ်အောက်ကကြောက်ရွံ့လာတဲ့ PR တန်တွေကိုလည်းကစားသမားတွေခံနိုင်ရည်ရှိအောင်နီးပြကလမ်းညွှန်မှုတွေမပြုတ်လုပ်နိုင်ခြင်းတွေပဲဖြစ်ပါတယ်အဆုံးသက်ကတော့ United ဟာဝေဖန်စရာလှောင်ရည်စရာရှုံးချ ချင်းများစွာရဲ့တားကောင်ဖြစ်လို့နေခဲ့ပြီးတော့ထပ်ပြီးပြောရမယ်ဆိုရင် United ရဲ့အိမ်မက်ကားဆက်ယုံဟာခန်းနထေဝါမှုတွေပျောက်ဆုံးနေခဲ့ပြီပဲဖြစ်ပါတယ်။အဆုံးထိကြီးစုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်။အာဂါသာတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် K9 Sport Media ရဲ့ Facebook, YouTube, TikTok တို့လည်း Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဘလုံးမိုင်းတိုင်းလိုက်ကြီးစုခြင်းနဲ့ပရိသတ်များအနေနဲ့ www.k9mmlive.com မှာအခမဲ့တိုင်းရိုက်လိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်တင်ဆက်ကောင်းပါရင်နောက်စီစဉ်တွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။ကျွန်တော်တို့စီရင်တင်ဆက်သူဖဖလေးပဲဖြစ်ပါတယ်။